မင်္ဂလာပါရှင်အိမ်မက်ဂရုကကျူဆူလိုက်ပါတယ်ဧပြီလ10ရက်နေ့ကတော့လတ်တလရဲ့အဆဆုံးနေ့ဖြစ်တဲ့အတွက်အိမ်ကိုတန်ရှင်းရေလှုပ်တာမျိုးမကောင်းတဲ့အင်နာဂျီတွေဝင်မလာနိုင်အောင်လို့တဲ့အိမ်ရဲ့အဝင်တကားနဲ့ခြေတုပ်ခုံရဲ့အောက်မှာစားရီဖြူတာကံကောင်းပြီးလက်ဝင်စီဖို့အတွက်တဲ့အိမ်ထဲကိုတစ်ချဖို့အမှုန်နေ မှောက်သွင်းတာမျိုးတွေလုပ်နိုင်ပါတယ်။ဒါတွေအပြင် April ကတော့ထူးခြားပါတယ်။ April တရနေ့က April Fool လို့ခေါ်တဲ့ EP ရူးနေဖြစ်ပါတယ်။အနောက်တိုင်းရဲ့ရိုးရာတစ်ခုပါ။ဒီရက်မှာလူတွေကိုနောက်ပြောင်မှုအတွက်ဟာတာတွေလုပ်ကြပါတယ်။ဒါပေမဲ့အဲ့ဒီလိုနောက်ပြောင်တဲ့ဟာတာကသူတပောင်းကိုမထိခိုက်ဖို့တော့လိုပါတယ်။ယနေ့ခေတ်မှာတော့ social media ပေါ်မှာတင်ပြီး April Fool message တွေပို့ကြပါတယ်။ ချင်းချင်းတွေလည်းပို့ကြတယ် post တွေလည်းတင်ကြတယ်ပေါ့နော်ယုံကြည်တဲ့သူများရင်တော့အဲ့ဒါကအောင်မြင်တယ်လို့သူတို့ထင်ကြတယ်ပေါ့ကျမနဲ့ကိုရိုင်းကျမကိုရိုင်းနဲ့မိတ်ဆွေတချို့လောက်ခဲ့ဘူးလားအောင်မြင်တာလေးတခုဝေးမြပေးချင်ပါတယ်ဒီလို April Fool ကိုရောက်လာပြီဆိုရင် neuroscientist တွေပြောသလိုဥနောက်ကလက်ခံလိုက်တဲ့အရာကဘဝမှာတကယ်ဖြစ်တယ်ဆိုတဲ့စကားကိုယူပြီးတော့တုံးကြည့်တာပါ မှတကယ်ဖြစ်ချင်နေတဲ့အကြောင်းအရာတစ်ခုအဲ့ဒါကို April Fool ဖြစ်နေတင်းလိုက်တာပါပဲဥပမာပြောရမယ်ဆိုရင်အိမ်အောင်အရန်ပြုတ်ချင်တဲ့သူတယောက်ကဘယ်နေ့ဘယ်ရက်မှာတော့သူ့ရဲ့လက်ထက်ပေါ်ရဲ့ဘယ်နေရာမှာ ပါတီလုပ်မယ်လာခဲ့ပါဆိုတဲ့ message မျိုးကို post တစ်ခုအနေနဲ့တင်တာမျိုးဒါမှမဟုတ်ရင်လည်းတငယ်ချင်းတွေရှိ ው ပို့လိုက်တာမျိုးဟိုဘက်ကတုံ့ပြန်ချက်တွေ ဘယ်လောက်ရှိလဲအဲ့ဒီပုံမှာအောင်မြင်တယ်လို့ယူဆကြတာပေါ့နော်အဲ့တော့သင်လဲငွေမကုန်တဲ့အတွက်စမ်းကြည့်လို့ရပါတယ်မတကယ်ဖြစ်မလာဘူးဆိုခရင်လဲဒါက April Fool ပဲပေါ့ဖြစ်လာတယ်ဆိုတော့လဲဒါကအမျက်ပဲပေါ့သင်ရဲ့အုံနောက်ကယုံကြည်လိုက်ဖို့သာလိုပါတယ်ကျေးဇူးတင်ပါတယ်ရှင်